အဲ့ဒီနေ့မှာယူဂူတိုင်းပြည်ရဲ့ဘရင်နက်ပချွန်းကရာဗီစတင်မဲ့ Holy Land of Mary Drive ကိုရောက်ရှိလာခဲ့ပါတယ်။ဒါဟာကွယ်လွန်သွားလိမ့်မည်ဖြစ်တဲ့ဘရင်မအော်တူဟီမဲရဲ့ဆန္ဒအရာဖြစ်ပါတယ်။ ဘရင်ကြီးလည်းသူ့ရဲ့မိမကိုပါဒီကိုခေါ်လာကျင်လာလို့ပြောနေခဲ့ပါတယ်။ဖန်ချီယာကတ်စတယ်မှာလည်းစတေလီကဘသူမှမရှိတဲ့ဘရင်ပလင်ကိုကြည့်ပြီးအရန်သဘောကျနေပါတော့။သွားထိုင်လို့ရလာလို့စတက်စီကပြောတော့ထို့သူကလည်းအဲ့ဒီပလင်ကဘသူမှထိုင်လို့မရဘဲနဲ့ MT12 လို့ဆိုပါတယ်။နိုင်ငံတိုင်းရဲ့ဘရင်တွေအားလုံးကညီသူမျှသူအာနာရှင်မဆန်ပါဘူးဆိုပြီးတစ္ဆာပြုထားကြောင်းနဲ့ပလင်ကိုကာကွယ်ထားတဲ့20ဒေါ်လာနက်ကဒီကပားစနစ်ကြီးကိုတီထောင်ပေးခဲ့တဲ့ပထမအယောက်20ကိုကိုစားပြုပြီး1800ကျော်ထားခဲ့တဲ့တစ္ဆာပြုမှုအဲ့ဒီနေရာကိုကကပားအလေတက်တက် ဘသူကမှတိုင်လို့မရတာကိုကငိမ့်ချမ်းရေးကိုစောင်းနေကပအင်အားအကြီးဆုံးရှာသူမြင့် slash ရဲ့အတွက်ကို9ယောက်ဂူဘူဆဲရီနဲ့အုတ်ချုပ်မှုကို9ပိုင်းခွဲထားကြပြီးတော့ဒီကပပေါ်မှာဘရင်တပါးလည်းမရှိရလေအောင်အုတ်ချုပ်ခဲ့တာလို့သူတို့ကတေချာရှင်းပြလိုက်ပါတယ် ဒါကြောင့်တစ္ဆာပြုပါဘရင်စတလီလို့သူတို့ကပြောနေမယ်စတလီကတော့သူအဲ့ဒီပုံမှာထိုင်ကျင်တယ်လို့ပဲတွေးနေခဲ့ပါရဲ့မက်ကလင်ပလာဇာမှာလည်းရှီဝါခိုချီကိုဖမ်းဖို့လုပ်နေခဲ့ကြပြီးတော့ slash dragon ဖြစ်တဲ့စိန့်ချာလော့စ်ကလည်းရေဒီမှာအကြီးကြီးကိုရပြီဆိုပြီးအရန်ပြော့နေပါတော့ဟဲ့ဖူကာပူရှိကတွားဖို့လုပ်နေတာကိုလည်းနမ်ဂျွန်ကတားနေလို့ညီမလေးကိုဒီတိုင်းလှထားလိုက်တော့မှလာလို့ဖူကာပူရှိကပြောလိုက်ပါတယ်ဖီဗီနဲ့ရေဘကာကိုလည်းတဖက်က slash dragon မှလို့အရန်ဝင်မပါဖို့စိုင်းတို့ကတားနေခဲ့ရပါတယ်အားလုံးလည်းကြောက်လန့်နေကြပြီးဘသူမှလည်းဝင်မပါရဲဖြစ်နေခဲ့ကြပါပြီ လီယိုကလည်းတီးမခံနိုင်တော့ဝင်ချဖို့လုပ်တဲ့အခါစိုက်ဘာပူ AX0 ကရော့ဘလူးရှီကဝင်တားပါတော့ရဲ့ဆိုင်းကလည်းဘာကောင်းနေလဲဆိုပြီးမေးတဲ့အခါလူချီကကျေးဇူးရှင်တင်ရမှာမဟုတ်ဘူးလားလို့ပြန်ပြောလိုက်ပါတယ်။ခက်ခုကလည်းအခုလိုလုပ်လိုက်တာကြောင့်တိုင်းပြည်အတော်များများကိုကယ်တင်နိုင်ခဲ့ပြီလို့ဆိုပါတယ်။စိုက်ဘာပူးဆိုတာကမ္ဘာအစိုးရလက်အောက်ကတရိုက်ထိန်ချုပ်ထားတဲ့လှုပ်ဝှက်ဖွယ်စည်းတစ်ခုပါ။ သူတို့ထဲမှာ Igis Zero ကအင်အားကြီးဆုံးဖြစ်ပြီးတော့တူမတူရဲ့အဖွဲကိုလည်းပိုင်ဆိုင်ထားပါတယ် Rob Lucci နဲ့ Kaku တို့ဟာ CP9 အဖွဲဝင်နေတဲ့ဖြစ်ခဲ့ကြပူပြီးတော့ Shorthat တွင်နေတဲ့ပြဿနာဖြစ်ခဲ့ပူပါတယ် CP9 ဟာသူတို့အတွက်ချင်းချောက်မှုတို့တတ်မှတ်ပြီး Light Technical Robin ကို Innis Lobby ကိုခေါ်ဆောင်သွားခဲ့ပါတယ် အဲ့ဒီမှာစတော့ဟက်တွေဟာ CP9 ဖွဲ့ဝင်တွေနဲ့တိုက်ခိုက်ခဲ့ကြပြီးတော့နောက်ဆုံးမှလည်း Luffy က Robblu Chi ကိုစော်ပြီး Robin ကိုပြန်ခေါ်လာနိုင်ခဲ့တာပါ Luffy အနိုင်ပိုင်းနောက်ကိုခံလိုက်ရတဲ့ Robblu Chi ဟာတခါပြောက်သွားခဲ့ပြီးတော့တနေ့ကျတော့ Cyber Pool ကိုပြန်ရောက်လာကအင်အားကြီးဆုံးသောအဖွဲ့ X0 အဖွဲ့ဝင်ဖြစ်လာခဲ့ပါတယ် Slash Dragon တွေကဒီကပါကြီးကိုဖန်တီးခဲ့တဲ့ဖျားသခင်တွေဒီမှာရှိနေကြတာကအောက်ကပါကတာမန်လူတွေတော်ဝင်ဖျားသခင်လိုချင်တဲ့အရာကိုပေးရရမှာကတဘာဝဘဲလို့ Luffy ကဆိုပါတယ် ဲ့လိုမတရားရဲ့အသေးပဲမရှိဘူးလို့ဖီဖီကပြောပေမယ့်လူချီကတော့ဖျားသခင်ပြောတာတွေကအသေးပဲရှိစရာလုံးဝမလိုလို့ပြန်ပြောလိုက်ပါတယ်။အော်တိုဟီမဲအိမ်မက်မက်ခဲ့တဲ့လူသားတွေနဲ့ရှင်တွဲနေထိုင်ရှာမဲ့ကဘာကြီးကလို့နောက်ကျောင်းကပြောနေတော့ဖီဖီကရှိရာဟိုရှိကသူမရဲ့တငယ်ချင်းမလို့ပြန်ပေးဖို့လူချီကိုပြောလိုက်ပါတယ်။ဘရင်ကြီးကဖီဖီကိုတားလိုက်ပြီးကျင်နာမှုကိုတကယ်လက်ခံပါတယ်လို့ဆိုပါတယ်။ဘရင်ကြီးကဒေါတာတွေအရန်ထွက်နေပြီးဒီကောင်တွေကိုတိုက်ခိုက်ပြီးပင်လယ်အောက်ကိုပြန်သွားမယ်လို့ပြောရင်းစလက်ရှယ်ဒရဂွန်ကိုထိုးဖို့လုပ်နေတဲ့အခါဖီဖီတို့ကလည်းဝင်တားရပါတော့ ဘယင်ကြီးကမျက်ရည်စားရည်နဲ့သူ့ရဲ့မိမအော်တိုဟီမက်ကိုတောင်းပန်နေပြီးငါတို့တွေမြတ်တာပေးတယ်သူတို့တွေကပြန်ပေးမှမဟုတ်လို့ရှီယော်ခိုရှီတို့ကိုကာကွယ်ဖို့ဆိုတာထိုးဖို့လုပ်နေတော့မှပဲချာလော့စ်ကလွင့်ထွက်သွားပါတော့။ချာလော့စ်ကိုရိုက်လိုက်တဲ့သူကစလက်ရှယ်ထွက်ကွန်တရားအနေနဲ့ရှက်မိပြီးနပ်ချွန်းကိုလည်းတောင်းပန်လိုက်ကမင်းသမီးကိုလည်းလှုပ်ဖို့ပြလိုက်ပါတယ်။အောင်ရှင်ရင်ဒီနေရာမဲ့နေရာမှာကြောက်လန့်စင်ပြီးတော့နောက်ထပ်တောင်းပန်လိုက်ပြီးထို့သူကသူ့ကိုမမေ့သေးဘူးမလားလို့နပ်ချွန်းကိုပြောလိုက်ပါတယ်။ ရူကူတိုင်းပြည်ပေါ်ကိုအကျွေးတင်နေခဲ့ပြီးမင်းတို့ထွေဒီကိုလာမဲနဲ့ကိုစောင်းဆိုင်နေခဲ့တယ်လို့ထုတ်တကားဆိုပါတယ်။လွန်ခဲ့တဲ့10နှစ်ကရူကူကျွန်းကိုမျောပလာခဲ့ပူတဲ့ Slash Jet Dragon Saint Tokyo တီမျိုးကက်ဆိုတာသူပါပဲလို့ပြောပြလိုက်ပါတယ်။တစ်ဆုံသွားလိမ့်ပြီဖြစ်တဲ့ဘယေမအော်တိုဟီမတ်ကိုလေးစားပြီးလူစင်စစ်တယောက်ဖြစ်လာခဲ့တယ်။အင်အားပြည့်နဲ့ဘယေနပ်ကျွန်းတို့ရဲ့အားဖြစ်ရှိနေခြင်းပြီးနောက်တစ်ခါထပ်တွေ့ရလို့လဲဝမ်းမြောက်ကြောင်းပြောလိုက်ပြီး Cyber Pool ကိုလည်းနောက်ဆုတ်ကြဖို့အမိန်ပေးလိုက်ပါတယ်။ခိုင်နိုစီကိုပြမကဆက်တွေ့လာခဲ့ပြီး Swahak ကအခုအဲ့ဒီကိုလာနေကြောင်းပြောလိုက်ပါတယ်။ ဲ့ဒါကဘာဖြစ်လို့လဲလို့ခိုင်တုတ်ကမေးတော့ပင်မလေးသူ့ကိုမထိနဲ့အောင်လို့ပြလိုက်ပြီးဆောဟတ်ခေါင်းကိုဖျက်ဖို့သူကဝါတော်တိုင်းပြည်ကိုသူ့ကိုယ်တိုင်လာခဲ့မယ်လို့ဆိုပါတယ်။ခိုင်တုတ်ကလက်မခံနိုင်ဘူးလို့ပြောတဲ့အခါပင်မလေးနင်တို့နဲ့ကိစ္စရှိတာမဟုတ်ပဲဆောဟတ်ရဲ့ခေါင်းကိုသူမဖျက်ရရင်မျက်နှာပြက်စရာတွေလည်းဖြစ်မှာဖြစ်ပြီးတော့ပြန်ယူရမယ့်အရာလေးလည်းရှိနေသေးတယ်လို့ထပ်ပြောလိုက်ပါတယ်။ခိုင်နုကတော့ခယူမဆိုင်ဘူးလို့ပြန်ပြောလိုက်တော့ပင်မန်ကသူ့ပေါ်အကျွေးအကြီးကြီးတင်နေတယ်လို့ပြန်ပြောလိုက်ပါတယ်။ အရင်ကကိစ္စတွေပါလို့ခိုင်တို့ကပြောပေမဲ့ပြမန်းကတော့တသက်စာအကျွေးပဲလို့ဆိုပါတယ်ရှော့ခက်နဲ့ရန်ညိုးရှိတဲ့သူကငါပဲလို့ခိုင်တို့ကအော်ပြောလိုက်ပါတယ်ခိုင်တို့ဟာအရင်ကဒိုဖလမင်ဂိုစစ်ကလူလုံးဒီဗယ်ဖူးစမိုင်းဖူးတွေကိုအတုံးဖြစ်ပြီးဒီဗယ်ဖူးယူဇာတွေကြီးပဲရှိတဲ့အင်အားကြီးဆုံးပင်တယ်များအဖွဲ့ကိုဖွဲ့ဖို့ကြံရွယ်ခဲ့ပါတယ်ဒါမဲ့လည်း12ဥစားမှာရှိတဲ့စမိုင်းဖူးထုတ်လို့ရေးစယုံတွေဟာရှော့ခက်တွေရဲ့လက်ချက်နဲ့ဖျက်ဆီးခံခဲ့ရပါတယ်ခိုင်တို့ကသူအဲ့ဒီကောင်ကိုတတ်ပြစ်မှမလို့ပြမန်းလာရင်မင်းကိုပါတတ်ပြစ်မယ်လို့ဆိုပါတယ် ဖမန်ကသူတိုင်မေတာမဟုတ်ပဲသူလုံးမကိုလဲကျူပြောယုံမယ်မလို့အရင်ကားလိုပဲတည်တည်မြတ်နေချရအောင်လို့ပြောလိုက်ပါတယ်ဒီကိစ္စကိုလည်းရှေတက်ကကြားဖြတ်နားထောင်နေခဲ့တာမလို့အားလုံးသိရှိသွားခဲ့ရပါပြီကိစ္စကသူသွားလိုက်ရမလားလို့အခိုင်အကိုမေးတဲ့အခါဝါတို့မကထင်ရှားတဲ့သူရဲ့ကောင်းတယ်ရှိရလို့ဆိုပါတယ်တစ်ဖက်မှာလည်းဂီယွန်ကရုတ်ကိုတွေ့အမဲလိုက်ဖို့ကြံစီနေကြတာရှေ့ရဲ့မီးနော်လို့ပြောနေပေမဲ့ကပ်ကတော့ရှီရရလို့ပဲပြောပြောလိုက်ပါတယ် ဒီအတိုင်းပဲရှုကိုနှစ်ယောက်ကိုပေါင်းခိုင်းလိုက်တော့မှလာလို့ဂီယွန်ကထပ်ပြောတော့အခုကရက်ဖီညီလာကံမို့လို့သူတို့ကိုတားနေတဲ့အင်အားကလည်းတော်ဝင်မျိုးနဲ့တွေကိုစောင့်ရှောက်နေကြတာလို့ကပ်ကဆိုပါတယ်တကုကခဲကလည်း flick အသမဲအခိုင်တို့ကဘာပြောလဲလို့မေးတော့ဝါနိုကမပူပေါင်းထားလို့ပတ်သက်ခွင့်မရှိကြောင်းဂီယွန်ကပြောပြလိုက်ပါရင်ဟီနာကလည်းယူကိုနှစ်ယောက်တကုကလုံးနေတာဆိုရင်တော့ဒီတိုင်းထိုင်ပြီးတော့နေလို့မရတော့ဘဲအဲ့ဒီနှစ်ယောက်ကကပ်ကိုနေဗီရဲ့ဟီယိုလို့ခေါ်စီရတဲ့အကြောင်းရင်းလို့ဝင်ပြောလိုက်ပါတယ် ရော့စ်လာလို့ဂက်ကပြောလိုက်ပြီးတော့ဟီနာကငဲသေးပေမဲ့ကောင်းကောင်းသိရပဲလို့ဆိုပါရယ်။ရောဂျာမတိုင်ခင်ကတိုးတိုးခစ်ကြည့်ပဲဆိုရင်မဲ့လွန်ခဲ့တဲ့2 40ကဖြစ်ခဲ့တဲ့ကိစ္စတွေမလို့အတိတ်ကအတိတ်ပါပဲလို့ဂက်ကဆိုပါရယ်။ကပတိန်မရှိရတော့တော့ကျန်းလာတာမလို့ဟီနာကသူစိတ်ဖို့မရလို့ပြောတဲ့အခါစိတ်ဖို့နေလဲဘာမှမထူပဲတိုးတိုးပြန်ထလာရင်သွားပြီဆိုရင်မဲ့မျောလင်ထားတာထက်တော့ကြော်လုံးရယ်လို့ဂက်ကပြောလိုက်ပါရယ်။ရော့ဆိုတာဘာများပါလဲရိုကိုခိုင်တို့နဲ့ဗမန်တို့ချာမှာတေချာပေါ့ပတ်သက်မှုတစ်ခုလည်းရှိနေခဲ့ကြပြီးတော့ထပ်ပြီးလဲအဲ့လိုမျိုးပြန်ဖြစ်လာမှကိုလည်းကြောက်နေကြပါရယ်။ ဘာလို့ gap ကပြုံးစစ်စစ်ဖြစ်နေရလဲလို့ hina ကမေးတော့ gap လဲ marine fog ကဖာမောက်ဝါလဲအဲ့လိုဖြစ်ခဲ့ရပဲလို့ဆိုပါရဲ့အဲ့ဒီချိန်ကလည်းမျောမှန်းထားအထက်ပိုတဲ့အခြေအနေတစ်ခုကိုဖြစ်လာခဲ့တာပဲလေလို့ gap ကထပ်ပြောတော့အားလုံးကလည်း gap ရဲ့မိကတော်တော်မှွေခဲ့တာလေလို့ဝိုင်းပြောကြပါတော့ဟင်တကယ်တမ်းမှလည်း lubiha marine fog ရဲ့ power mount ဝါအပီးမကောပဲမထင်ထားတဲ့ဖြစ်ရပ်တွေကိုစတိုက်လောက်ဆောင်ခဲ့ပါတယ်ဒီလိုနဲ့ပဲတငယ်ချင်းနဲ့နှစ်နှစ်အကြာ sabody archipelago မှာပြန်ဆောင်ကြပြီး fishman ကျွန်းကိုတွားခဲ့ပါတယ် Fishman ကျွန်မလည်းရှိကဟိုရှိတို့ကိုကဲတင်ပြီးတော့ New Fishman Power အဖွဲ့ရဲ့ပုံကံမှုကိုလည်းတွန်းလှန်ခဲ့တယ်။ရုကူတိုင်းပြည်ကိုအခက်ခဲတွေကလည်းကဲတင်ပေးခဲ့ပါတယ်။ Fishman ကျွန်မလည်းရုကူပမန်းကိုသွားရန်စားခဲ့တာပဲလို့ Tokikake ကပြောတော့ Kaplesimon နေပါတော့။ နယူးယောက်ကိုစတင်ခြေချလာခဲ့တဲ့ရှော့ဟက်တို့ဟာဖန်ဟာဇာကိုလည်းရောက်ရှိခဲ့ပြီးတော့စီစာကိုအနိုင်ပိုင်ပြီးအစတ်တကတ်ကလေးတွေကိုလှုပ်ပေးခဲ့ပါတယ်။အဲဒီနောက်ဝါလော့ဒိုဖလာမန်ကိုအောက်ချုပ်နေတဲ့ဒရဘိုစာဖြည်ကြီးကိုလည်းကဲတင်ပေးခဲ့ပြီးတော့ဒိုဖလာမန်ကိုကလည်းအနိုင်ယူနိုင်ခဲ့ပါတယ်။တသား9600ကျော်ရှော့ဟက်ဖလစ်ကြီးကိုလည်းဖွဲ့စည်းနိုင်ခဲ့ပါတယ်။ဒီလိုနဲ့ဆက်ပြီးတော့ဇိုးကျုံကိုရောက်လာကြတော့လေခိုင်တုံနဲ့ရှိုကန်ဟာဝါလော့တိုင်းပြည်ကိုဖိနှိပ်နေကြရဲဆိုတာကိုသိလိုက်ရတဲ့လူပီကမမိုနိုစာကဲတဲ့ကိုကုညီပို့ဆောင်ပြခဲ့ပါတယ်။ဒါမှမဟုတ်လည်းနိုင်ငံရေးလက်ထက်မှုတစ်ခုနဲ့ပတ်သက်သွားတဲ့စံကြီးကိုပြန်ခေါ်ဖို့အတွက်လူပီတို့ကရှိုကုပမ န်းအုပ်ချုပ်တဲ့ Wokey Island ကိုကျူးကျော်ခဲ့ကြပြီးတော့ဇိုတို့ကတော့ဝါနိုတိုင်းပြည်ကိုသွားနေဖို့ဆုံးဖြတ်ခဲ့ကြတာပါ1 billion ကျော်စုချင်းွေရှိတဲ့ပြိုင်ဆန်ရှာခတ်တခုကြီးကိုလည်းအနိုင်ပိုင်းနိုင်ခဲ့ပြီးတော့လိုဗီတို့ဟာဗမန်နဲ့မြေကနေလွတ်မြောက်လာခဲ့တယ်ဆိုတာကလည်းအချိန်နှဲငယ်လေးအတွင်းမှာပဲတကပြားလုံးကိုပြန့်နှံ့သွားခဲ့ပြန်ပါတယ်။အလုပ်ရများပါတယ်ဆိုမှ gap ရဲ့မြည်ရဲ့ဘောင်းဒီကလည်း1.5 billion ကိုတောင်မှတက်သွားလိုက်သေးရဲ့လို့ Tokyo Kake ကပြောလိုက်တော့သူမိကအခုထိအဲ့လိုတော့မဟုတ်ဘဲနဲ့ပျော့ညံ့နေပါသေးတယ်လို့ gap ကပြန်ပြောလိုက်ပါတယ်။ တို့နဲ့ဒီနေ့ marriage choice မှာလည်းမထင်ထားတဲ့အခြေအနေတွေကဖြစ်ပေါ်လာခဲ့တယ်။ authority အခန်းမှာလည်း global series ကိုလူတယောက်ကရောက်လာခဲ့ပါပြီ။ အခုက Ravi မှုတ်လို့ရှောင်းနေတာကပိုမကောင်းဘူးလို့ကိုဝေဆက်ကပြောလိုက်ပြီးတော့မင်းမလို့အချိန်ပေးရလို့ဆိုပါတယ်။သပင်းအနီရောင်နဲ့ထူးဆန်းတဲ့ထူသူကပင်တယ်များတယောက်နဲ့ပတ်သက်ပြီးတော့ပြောပြချင်တယ်လို့ဆိုပါတယ်။ဖန်ချီယာကတ်စတမ်မှာအထူးကဝင်ပေါက်၃ပေါက်ရှိပြီးအဆောက်များလည်းထားရှိထားပါတယ်။အဲ့ဒီတဲကတပေါက်ခါ Slasher Dragon ရဲ့ Cage ဖြစ်ပြီးတော့ Slasher Dragon များနေထိုင်ရာနေရာနဲ့ဆက်တွေ့ထားပါတယ်။ဝင်ပေါက်တစ်ခုကိုစာပုတ်ကအဆောက်အနေနဲ့ခိုးဝင်လာနိုင်ခဲ့ပါတယ်။အထက်ကနေရာတွေကိုလည်းတခြားသက်ပုံရယူနေပြီးတော့အခန်းတစ်ခုတည်းဝင်တဲ့အခါမှာတော့အဆောင်တယောက်နဲ့တိုးတိုးရှင်းပြပြီးအရှိကိုဆက်လာခဲ့ပါတယ်။ မကလင်းပလာဇာအတွင်းမှာလည်းတော်ဝင်မျိုးနွယ်တော်တော်များကထွက်သွားကုန်ပြီပဲလို့ဖီဖီကပြောတော့ဒီလိုကိစ္စတွေဖြစ်လာတော့လည်းဒီလိုဖြစ်တာပုံမှန်ပါပဲလို့ခွေဟာကဆိုပါတယ်။တစ်ဖက်မှာလည်းမန်ရှယ်ရီလေးကရှီရာဟိုရှိကိုကုသပေးတယ်တော့ရှီရာဟိုရှိလည်းတကယ်ကိုမိုက်တဲ့ဆွမ်းအားပဲလို့ပြောလိုက်ပါတယ်။ကမ္ဘာနံပါတ်1အရွယ်စားအကြီးဆုံးမင်းသမီးနဲ့အရွယ်စားအသေးဆုံးမင်းသမီးလေးပဲလို့ဝေဘကာကလည်းပြောနေခဲ့ပါတယ်။ဘယ်တားမိမှာမဆိုလူကောင်းလူဆိုးဆိုတာရှိပြီးတော့ Fishman တွေတဲ့အတူတူပဲဆိုရင်မဲ့ဒီကျေးစုကြောင့်အော်တိုဟီမန်နဲ့ဂတိမပြတ်ပဲနဲ့ဆက်နေနိုင်ပြီလို့နပ်ဂျွန်ကဆိုပါတယ်။ကျေးစုတင်စရာမလိုပဲလွန်ကရစ်စနစ်ကအကျွေးကိုပြန်ဆက်တာမလို့ဒီအစည်းအဝေးပ ွဲ9ရက်မှမျောဂက်စ်ကသူရှိရာခုံချီလေးကိုစောင်းလျှောက်ပေးပါမယ်လို့ဆိုပါတယ်ဖဲကလည်းရောက်လာပြီးတော့ပြဿနာတနေချင်းသူမရှိခဲ့လို့ဖီဖီကိုတောင်းပန်နေခဲ့ပါတယ်။အဒါတွေချက်အဖေကောလို့ဖီကမေးတော့အတ္တမဲ့ဖူဂျီတိုဟာခင်းဗျူကူနဲ့ဘယင်ကြီးကစကားပြောနေကြကြောင်ဖဲကပြောလိုက်ပါတယ်။ဒါတွေကိုခါရဆူကလည်းစောင့်ကြည့်နေခဲ့ပါတယ်။ တဖက်ကစာပို့တယောက်လေးအဆောင်တွေကိုပုံနေရင် Maglin Plaza မှာဖြစ်သွားတဲ့ကိစ္စကြောင့်တော့ကျွန်တော်ရေးပို့တိုးမယ်လို့အဆောင်တွေပြောနေတာကိုကြားလိုက်ရပါတယ်အဲ့ဒီချိန်စာဘုတ်ကိုမြင်လိုက်လို့ live ဖန်ရင်ပြောက်သွားတဲ့အခါအဆောင်တွေက live ရှာနေတော့စာဘုတ်ကမင်းနဲ့ချက်ကနေစဉ်းစားပြီးနှစ်ယောက်လုံးကိုစော်ပေးလိုက်ပါတယ်နောက်တတိယကဖရဲသခင်တို့ရဲ့နည်းမြေပဲဆိုပြီးစာဘုတ်က Dragon Claw Fist နဲ့နည်းကိုထိုးပေါက်လိုက်ပြီး Dragon Brick နဲ့ဖြတ်စီးလိုက်ပါတော့ အဲ့ဒီနောက်ခါပါဆူနဲ့သူထွက်သွားပါတော့ရဲ့ slash dragon gate ကို sobek kingdom ကဘယမခုံနေကရောက်လာတော့အဆောင်တွေလည်းဒါကဖရဲသခင်ရဲ့နေမြမလို့ဖျက်တမ်းလို့လည်းမရတော့လို့အန်ဒီလည်းများတာကြောင့်ပြန်မှုပြောလိုက်ပါတယ်။တစ်ဖက်မှာလည်း charles ကထရန်ရင်းနဲ့ရောက်လာတာမလို့အမြန် gate ကိုဖွင့်မှုအဆောင်တွေကိုပြောလိုက်ပါတယ်။ဒါကို sabo ကလည်းစောင့်ကြည့်လို့နေခဲ့ပါတယ်။ ရော့စ်ဝက်ကချာလော့ကျောင်းကိုကြားရတဲ့ချက်ချင်းလိုက်လာခဲ့ရလို့ဆိုပါတယ်။အဲဒီချိန်ခိုနီကလည်းအထက်ကိုခိုးဝင်လာခဲ့ပါပြီ။ချာလော့ကလည်းမျော့စကတ်ကိုချိန်ဆနေခဲ့ပြီးတော့စတက်ချဲတွက်ကွန်တယောက်အနေနဲ့ကျွန်းတကောင်လောက်တော့မှမာနမရှိရဲ့လို့ပြောနေခဲ့ကရော့စ်ဝက်ကလည်းလွန်ခဲ့တဲ့နှစ်30ကအောက်ကပကိုဆင်းသွားခဲ့တဲ့ဟောမင်းစ်လိုမျိုးပဲမလို့ဒွန်ကူရီဖမ်မလီကတခုခုပဲလို့ဆိုပါတယ်။ချာလော့ကရော့စ်ဝက်စီးနေတဲ့ကျွန်းဟာခုမှဖြစ်နေလို့အရန်ကိုလန်သွားခဲ့ရပါတယ်။ ခုမှဟာအရှင်ကအားလုံးကကျွန်တော်ရဲ့ပင်တယ်များကြီးတယောက်ဖြစ်ခဲ့ပေမဲ့တူတော့ထူးဆန်းတဲ့ကံကြမ္မာကတော့မရှိတော့ပါဘူး။ဝါလော့တယောက်ဖြစ်ခဲ့တဲ့ခုမှဟာကဘာအစိုးရရဲ့အထူးတာဝန်အရရှော့ဟတ်တိုးကိုတပ်ပစ်ဖို့အတွက်ထရီလာဘက်ကိုရောက်ရှိခဲ့ပြီးတော့ပြင်းထန်စွာတိုက်ခိုက်ခံခဲ့ရတဲ့လူဗီဒိုရှစ်မှာရုပ်သရက်ပေါ်ပေါက်လာခဲ့ပါတယ်။ခုမှဟာဝါလော့ဖြစ်ပေမဲ့အစိုးရရဲ့အမဲကိုမနာကံပဲရှော့ဟတ်ဖွေတာတွေကိုကဲတင်ပေးခဲ့တဲ့ထူးဆန်းတဲ့လူတယောက်ပါ။စာဗိုဒီအာခိပလက်တိုမှလည်းခုမှနဲ့ပြန်ဆောင်တွေ့ခဲ့ပေမဲ့ခုမှရဲ့ခန္ဓာကိုယ်ဟာကြီးမားစွာပြောင်းလဲလာခဲ့ပါတယ်။ တကယ်တော့ခူမာဟာလူသားလက်နက်ပစိဖစ်စတာတဲကတခုဖြစ်ခဲ့ပြီးတော့အစိုးရရဲ့သိပ္ပံပညာရှင်ဒေါက်တာဖကာပတ်ရဲ့အစမ်းသက်ခံတဲ့ဖြစ်ခဲ့ရပါတယ်ဒီလိုနဲ့ဆော့ဟတ်တို့ကိုကဘာနန်းကိုပို့ဆောင်ပေးခဲ့ပြီးတော့ကယ်တင်ပေးခဲ့ပါတယ်အဲ့ဒီနောက်ပါဝါမောက်ဝေါ်မှာပါဝင်ခဲ့တဲ့ခူမာဟာနောက်ဆုံးပြင်ဆင်မှုအထိပါအလုပ်ဆောင်ခံခဲ့ရပါတယ်ဒါလို့နဲ့နှစ်နှစ်ကြာပြတ်ဆုံးခဲ့ကြတဲ့ဆော့ဟတ်တွေကိုဖရန်ကီယာတိုးတိုးတွေခူမာစီမာကက်တင်ခံခဲ့ရပြီးတော့ကျေးဇူးရှင်ကြီးဆိုတာလဲတတ်မှတ်ထားဖို့ပြောခဲ့ပါရဲ့ ဘာဖြစ်လို့လူပြည်တို့ဒုက္ခရောက်နေတာကိုကဲတင်ပြီးထွက်ပြေးဖို့အခွင့်အရေးပေးခဲ့တယ်ဆိုတာအခုခူမာအနေနဲ့ကတော့အဲ့ဒီအမှန်တရားကိုပြပြနိုင်အောင်မဟုတ်တော့ပါဘူးစာပေတယောက်ကတော့ခူမာကိုကျွန်ဖြစ်အတုံးချထားတာကိုမြင်လိုက်ရတော့ဒေါရရဲ့ရန်ထွက်လို့နေခဲ့ပါပြီဝါလို့ကျွန်ကတော်တော်အဆင်ပြေပြီးရိုင်းနှက်ရတာရောဒါနဲ့ထူရတာရောအတော်ကောင်းနေတော့ရိုးစပတ်ကပြောရင်ရိုင်းနှက်ပြနေခဲ့ပါတယ်စာပေကလည်းတီးမခန့်နိုင်လို့ဝင်ချဖို့လုပ်တဲ့ခါခါပါဆိုတော့ကအမြန်တားပါတော့ရဲ့ ခိုနီဆိုတာကလည်းတကယ်တော့အသက်ကြီးကြောင်ဆောင်ထားတဲ့ jewelry ဘော်နီဖြစ်နေခဲ့ပါတယ်။ခိုးဝင်တာအောင်မြင်ပေမဲ့လုံးဝခွင့်မလွတ်နိုင်ဘူးလို့ဘော်နီကပြောဆိုနေခဲ့ပါတယ်။ဖျားတခင်နေမီအောက်ဖက်မှာလည်းအရန်ဒေါသမထွက်ဖို့မော်ဒီကပြောနေခဲ့ပါတယ်။အဲ့လိုဂျင်နာတက်တက်ခူမာကအခုလိုလောက်ခန့်နေရလုံးဝခွင့်မလွတ်နိုင်ဘူးလို့စာပုတ်ကဆိုပါတယ်။ခါဘာဆူကတို့တို့အဲ့တော့ပဲလာခဲ့တာမလို့စိတ်အေးထားပါအောင်လို့ပြလိုက်ပါတယ်။ခူမာကိုလွတ်ပေးလို့ရရမယ်အရင်ခူမာရဲ့စိတ်ကပြန်ဖြစ်နိုင်မှာမဟုတ်တော့ဘူးလို့ခါဘာဆူကထပ်ပြောလိုက်ပါတယ်။ ရားသခင်ကိုအားခံရင်ဘယ်လိုလူပဲဖြစ်နေပါစေတလို့မျိုးဖြစ်လာရလိမ့်မယ်လို့ကုဘကိုဥမာရင်းနဲ့လုံးပြထားပြီးတော့ Slash Dragon စီမှာ CP0 နဲ့ Navy HU လည်းရှိနေတယ်။ငါးဝေလည်းပေါပေါနေပြီးတော့ဖန်ခန့်ရရင်လို့ Lin Buck ကပြောရတော့စာဘုတ်ကပေါပေါနေရဆိုတာမရှိပဲအောင်မြင်မလားသိဆုံးရမလားဆိုတဲ့နှစ်ခုပဲရှိရလို့ဆိုပါတယ်။တို့နဲ့ Slash Dragon နဲ့တွားကြပြန်မလို့ Cover Su ကအကြံကိုဆက်ဆွေးနေမယ်လို့ဆိုပါတယ်။ Maybe Choice ကမြေပြင်အနေထားနဲ့ရတဲ့ပုံစံကိုလည်းတခြားတည်ထားပြီးပြီဆိုပေမဲ့လုံချုံကြီးက Navy Admiral တွေတောင်မှရှိရလို့ Lin Buck ကဆိုပါတယ်။ဒါတို့ကခမန်းမိပီတာမလို့ဘာပဲဖြစ်ဖြစ် ာဘုတ်ကသူခုမကိုရောင်းအောင်ကဲတင်မှာလို့ပြောလိုက်ပါတယ်။မင်းရဲ့ညီလေးနဲ့တငယ်ချင်းတွေကိုလည်းသူပဲကဲတင်ပေးခဲ့တာမလားလို့လင်းဘက်ကပြောတော့စာဘုတ်ရဲ့သူ့မညံ့တွေပျောက်ဆုံးနေခဲ့ပြီးတော့ဘာမှမလုပ်နိုင်ဖြစ်နေခဲ့တဲ့အချိန်သုံးကားပေါ်လို့ပြောပြလိုက်ပါတယ်။သူတို့တွေဟာပင်လယ်ကနေပျောက်ဆုံးသွားပြီးနှစ်နှစ်ကြာမှတော်တော်လေးကိုအင်အားကြီးလာခဲ့တယ်။သူတို့အင်အားတော်တော်များကိုလည်း Dragon စာမှာတွေ့ခဲ့ရပြီလို့စာဘုတ်ကဆိုပါတယ်။အဲ့လိုမတက်မလာလို့လည်းမရတော့ဘူးလေလို့စာဘုတ်ကပြောရင်သူတို့တွေစူးစမ်းမှရတော့မယ်ဆိုပြီးအသွေးတွေဝင်ခဲ့တာဟာအစ်စရတဲ့တင်းကြာပြီးတဲ့တင်းစာတဲကအမှားစာဖြစ်တဲ့ Tweety 2ဝိုင်ရရှိခဲ့တဲ့အချိန်ပဲလို့ဆိုပါတယ်။ တွေးတော့မတွေးနိုင်အောင်လို့လေချင်းကဲကြမှာပေါ်လို့စာပေါ်ကပြောလိုက်ပြီးတော့အဲဒီနေ့ကနေနှစ်နှစ်အကြာမှာထပ်ပြီးတော့ပေါပေါလာခဲ့ပြတယ်လို့ပြောပြလိုက်ပါတယ်။အခုတော့ strong hand အဖွဲ့ကပင်နေပြုံကိုအတော်လေးလှောက်ကင်နေတဲ့အဖွဲ့တစ်ခုဖြစ်လာပြီးပေါ်လို့ကဘာစုကပြောလိုက်ပါတယ်။ဒါတွေအားလုံးကလည်းခူမရဲ့ကျေးဇူးတွေကြောင့်ဖြစ်ပြီးတော့ခူမကတန်ဖိုးထားရတဲ့အဖွဲ့ဝင်ဖြစ်တယ်။ညီလေးကိုလည်းကုညီပေးခဲ့တဲ့ပြန်ကျေးဇူးဆက်ရမယ်လို့စာပေါ်ကဆိုပါတယ်။မော်လီလည်းတတို့တွေရဲ့တငယ်ချင်းဟောင်းကြီးခူမကိုကဲတင်တိုက်ချရအောင်လို့ပြောလိုက်ပါတယ်။တစ်ဖက်မှာလည်းလူဗီဒီယိုသူ့ပိုစတာကိုကြည့်ပြီးတော့ချိန်တဘောကြားနေခဲ့ပါပြီ။ 900မီလီယံကနေ1.5ဘီလီယံအထိတောင်ဖြစ်သွားတယ်လို့ဒီလိုပါဘယ်လိုစံချိန်ကလမ်းပြောလိုက်ပါရဲ့အဲ့ဒီချိန် news coast ကရောက်လာတော့ကမ္ဘာစီးပွားညီလာခံကြီးကဒီနေ့စတင်နေပြီဆိုတာကိုစကြည်တက်သိလိုက်ရပါတယ်။ဒီလိုနဲ့နောက်ဆုံးမှာတော့ revenue ညီလာခံကြီးကလည်းစတင်လို့လာခဲ့ပြီးတော့ကမ္ဘာကြီးရဲ့ပင်လယ်ပြင်ဟာမြေတည်းရဲ့နယံကြီး red line ကိုလူပြီးတော့ခရီးထွက်နေတဲ့ new world ရဲ့ grand line နဲ့၄ခုပိုင်းခြားထားပါတယ်။ကမ္ဘာအစိုးရဟာ190သောနိုင်ငံတွေပါဝင်နေတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ အဲ့ဒီထဲမှာမှ90တော်နိုင်ငံကဘယင်ဘယင်မားတွေဟာဒီဟိုလီလက်မှာလေးနှစ်တခါစုဝေးကြရပါတယ်။အားလုံးကလည်းဆော့ခတ်လူပြည်ကြောင်းကိုပြောဆိုနေခဲ့ကြပြီးတော့ခိုင်တကူပြတ်မှတ်ထားနေတဲ့ဆိုတဲ့ကောလာဟာလာတွေလည်းထွက်ပေါ်နေကြောင်းပြောနေခဲ့ပါတယ်။ဝါတို့တိုင်းပြည်ကကပားအစိုးရနဲ့မပူးပေါင်းထားတာကြောင်းပြောရရင်ဥပဒေနဲ့အိမ်မှမရှိဘူးဆိုပြီးတော့တရားသမျိုးစီပြောဆိုနေခဲ့ကြပါပြီ။ဒါကိုအလက်ဆာပယ်လိုကလည်းသဘောကျလို့ရှိမောနေခဲ့ပါတယ်။ ဥက္ကဋ္ဌကအလှည့်နဲ့ရွေးချယ်ရတာမလို့ဒီတစ်ခေါက်ကဘသူဥက္ကဋ္ဌများဖြစ်မလဲလို့မေးကြတဲ့အခါဘယ်လီဝုဒ်ကင်တန်ကဟမ်ဘာဂါကသူ့ဖြစ်ကြောင်းမိတ်ဆက်လိုက်ပါတယ်။ကဘာကြီးရဲ့ရွေးလျားနေတဲ့ဦးစီချက်ကိုပြောင်းလဲနိုင်တဲ့အစီအွေကြီးကို Ravi လို့ခေါ်ဆိုခဲ့ကြပါတယ်။အစီအွေစတင်နေတဲ့ပုံမဲ့လို့ကိုဆက်တက်ကလည်းပြောနေခဲ့ပြီးတော့ဒီညီလာကံမှာအလပါစတာရဲ့ဘရင်ကော့ပရာကလည်းကိုဆက်တက်ကိုတွဲကွင်းတောင်းထားတယ်လို့ Jupiter ကဆိုပါတယ်။ Nefertiti Family က1800ကျော်အောက်ကဘာမှာနေထိုင်ခဲ့တဲ့ပထမဦးဆုံးလူ20ရဲ့တခုတည်းသော Family လို့ Wakiwi ကလည်းပြောလိုက်ပါတယ်။ တခုခုများတရှိသွားလို့လာတော့မသိပါနဲ့ပြောရရင်တစ္ဆက်ဖောက်လို့လည်းပြောရကြမလို့အကြောင်းအရာတွေအများကြီးမရှုပ်ထွေးဖို့မျှော်လင့်ကြတာပေါ်လို့မတ်စ်ကလည်းပြောလိုက်ပါရဲ့ဆက်ထန်ကလည်းဖင်မန်းနဲ့ခိုင်တို့တို့ရဲ့ပြဿနာတွေကလည်းအတူတူပဲဖြစ်ပြီးတော့ပါမောက်ဝါးကနေနှစ်နှစ်ပြီးသွားပြီမလို့တားလို့လည်းမရတော့ဘူးလို့ဆိုပါရဲ့ကဘာကြီးရဲ့ဟန်ချက်ညီဖို့ဆိုတာတစ်တလုံးထိန်းထားလို့မရပဲနဲ့တစ်ခေါက်လောက်တော့အများကြီးရှင်းလင်းဖို့လိုအပ်နေတည်းရဲ့လို့ Natural ကလည်းပြောလိုက်ပါရဲ့ Chamber of Flower မှာလည်း Immune ဆိုတဲ့သူတယောက်ကလည်းလူစုံနေပြီဖြစ်ကြအောင်လူတယောက်ကလာပြောနေခဲ့ပါတယ် အီမူကစောကတိနဲ့ပတ်သက်တဲ့သူတွေရဲ့ပုံသက်ချုံနဲ့ဘလက်ဘီရဲ့ပုံကိုလည်းဖျက်ဆီးလို့ထားခဲ့ပြီးတော့ဖီဖီရဲ့ပုံကိုလည်းကြည်နေခဲ့ပါတယ်။တမိုင်းကိုဖျောက်ဖျက်လို့ရပါမယ်။နောက်တစ်ခါဆုံးဖြတ်ပြီးကြသေးချပြလာလို့ကိုဆက်ရစ်ကလည်းမင်းနေပြီးတော့အင်အားရှိတဲ့သူ့ရဲ့နာမည်ကိုပြောပြပေးပါလို့ထပ်ပြောလိုက်ပါတယ်။ထာလီကတော့1 piece အပိုင်း223ဖြစ်ပြီးအပိုင်း224ကိုစက်တင်ပေးနိုင်မို့သူကလိုက်လေးတယောက်ချက်တော့နေပေးခဲ့ကြပါအောင်။ comment လေးလည်းတယောက်ချက်စီမှတ်ပေးခဲ့ကြပါအောင်။ချင်းတဲ့ subscribe လေးမတော်တော်တည်လို့ပြတ်တော့ခဲ့ကြပါအောင်။ကျေးဇူးများဒီမှာကျွန်တော်ကတော့ဆက်မှတ်ပါ